ဘောရဲ့ပရိုဖက်ဆာအကောင့်ကိုမြင်ရတယ်။ EOD ဘဏ်က MP credit card နဲ့ဖြတ်သားလိုက်။ EOD ဘဏ်က MP ော့စတာရီကာနိုင်ငံမှာမီးတောင်ပောက်ကွဲမှုနှစ်ကြိမ်ဖြစ်ပွားခဲ့ပြီးလေရင်ခီးစဉ်တွေကိုယာယီရဆိုင်ထားရတယ်လို့ကော့စတာရီကာအာဏာပိုင်တွေကပြောပါတယ်။ကော့စတာရီကာနိုင်ငံမှာရှိတဲ့တာရီယေဘာမီးတောင်မှာမီးတောင်ပောက်ကွဲမှုနှစ်ကြိမ်ဖြစ်ပွားခဲ့တာကြောင့်မီးတောင်ပြားတွေနဲ့မိဂိုတွေဟာပေ3000ကျော်အထိပြန့်နှံ့ရောက်ရှိခဲ့လို့ကော့စတာရီကာမီးတောင်ပောက်ကွဲမှုနဲ့မြင်းကလေးအောက်ကြီးလိလာရဲ့အဖွဲ့ကပြောပါတယ်။အဲ့ဒီမီးတောင်ပောက်ကွဲမှုနှစ်ကြိမ်လုံးဟာ15မိနစ်ခန့်ကြာမြင့်ခဲ့တာဖြစ်ပါတယ်။ ကော့စတာရီကာအာဏာပိုင်တွေဟာမိအောင်ပောက်ကွဲမှုဖြစ်ပွားပြီးချိန်မှာမိအောင်ပြားတွေကြောင့်လေရင်ပြန်သမ်းမှုကိုမထိခိုက်စေဖို့အတွက်ကော့စတာရီကာအပြည်ပြည်ဆိုင်ရာလေဆိပ်ကိုယာယီပိတ်ထားခဲ့လို့လည်းသိရပါဗျ။ဒါပြင်အာနာပိုင်တွေရဲ့ညွန်ကြားချက်အရအဲ့ဒီလေဆိပ်ကိုဆင်းသက်ဖို့အတွက်ဥတီပြန်တန်းလာခဲ့တဲ့လေရင်ရှစ်စီးကိုလည်းအနိုင်ငံမြောက်ပိုင်းမှာရှိတဲ့လေဆိပ်တွေနဲ့အယ်ဆာဗေဒိုနိုင်ငံတွေကိုလမ်းကြောင်းပြောင်းပေးခဲ့ရပါတယ်။ တာရီရဲ့ဗာမီရောင်ဟာနှစ်ကြိမ်တိုင်တိုင်ပောက်ကွဲမှုဖြစ်ပွားခဲ့ပြီးပထမတစ်ကြိမ်ကတော့အာယုံတက်ချိန်မှာဖြစ်ပြီးတော့ဒုတိယတစ်ကြိမ်ကတော့မိုးလွဲချိန်မတိုင်မီမှာဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ဒီလိုမျိုးပောက်ကွဲမှုတွေဖြစ်ပွားနေတဲ့တာရီရဲ့ဗာမီရောင်ဟာကိုစတာရီကာနိုင်ငံမြို့တော်ဖြစ်တဲ့ဆန်ဟိုစီမြို့နယ်-၁၀အကွာမှာတည်ရှိနေရလဲဖြစ်ပါတယ်။